နေရောင်ကြီးကလည်းတရက်ဆက်အဖြစ်ပြောင်းလဲပြီးတဲ့အခါအဓိကနေရာကပါဝင်တဲ့ပစ္စည်းလေးကိုဘယ်လိုထုတ်လုပ်သလဲစဉ်းစားဘူးပါသလားအဲ့ဒါကတော့ဆိုလာပန်နယ်တွေပဲဖြစ်ပါတယ်အဲ့ဒီဆိုလာပန်နယ်တွေကိုအိမ်ခေါင်မိုးတွေအပေါ်ဆိုလာဖန်တွေပေါ်မှာ မတက်စင်ခင်သူတို့ကိုဘယ်လိုထုတ်လုပ်ရလဲဆိုတဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ် တိရှိသူမိတ်ဆွေများအတွက်ဘိုးဓုရဖြစ်ဖွယ်စိတ်ဝင်စားဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမဟုတ် The Prehab Channel လေးကို Like and Subscribe လုပ်သွားပြီးပါဦးခင်ဗျာပထမဆုံးစတင်တဲ့ကုန်ရမ်းကတော့တဲဝင်လေးတွေပဲဖြစ်ပါတယ်အဲ့ဒီတဲကိုအမြင့်ဆုံးအပူချိန်ပေးကတန်းစင်ပြီးဆီလီကွန်ကိုထုတ်ယူကြပါတယ်ဒီပူဝါဆီလီကွန်ကတော့ဆိုလာဆဲလ်လုပ်ဖို့အသုံးပြုတဲ့အဓိကပစ္စည်းဖြစ်ပါတယ် ဆိုလာဆဲဆိုတာကတော့နေရောင်ခြည်စွမ်းရုံဖမ်းယူပေးနိုင်တဲ့အစိတ်ပိုင်းတစ်တစ်တည်းတွေပဲဖြစ်ပါတယ်။အဲဒီနောက်ဆီလီကွန်ကိုအပူနဲ့အရည်ကြိုပြီးအေးခံကအဆိုင်ခဲတုံးလေးအင်ကပ်တွေရရှိလာအောင်ပြုလုပ်ရပါတယ်။ဒီအင်ကပ်တွေကိုမျိုးစားနှမျိုးခွဲနိုင်ပြီးစွမ်းရည်မြင့်မှုလို့ crystal line နဲ့စွမ်းရည်အထက်ငယ်နေတဲ့ poly crystal line ဆိုပြီးတွဲကြပါတယ်။ ဒီအင်ကပ်တုံးတွေကို wafer လို့ခေါ်တဲ့အလွှာပပချက်လေးဖြစ်အောင်ဖြတ်တောက်ပြီးဖြတ်တောက်လိုက်တဲ့ wafer ချက်ရဲ့အထူးကစာရွက်တရွက်မျှပါလွှာပါတယ်။အဲဒီ wafer တွေကို doping လို့ခေါ်တဲ့လုပ်ငန်းစဉ်နဲ့ဓာတ်ဥသန့်စင်မှုပြုလုပ်ပြီး phosphorus နဲ့ boron စတဲ့ element တွေထည့်ပြီးရပါတယ်။အဲဒီကစက် wafer ပေါ်မှာ positive နဲ့ negative layer တစ်ခုချင်းစီဖန်တီးပေးပြီးလျောင်ကြီးတဲ့ထိတွေ့တဲ့အခါရှက်စစ်တဲ့စီးဆင်းနိုင်အောင်ပြုလုပ်ပေးပါတယ်။ နောက်တစ်ဆင့်အနေနဲ့ anti reflective cone တွေထည့်ပေးပြီးနေရောင်ခြည်ကိုအလင်းမပြန်စေဘဲပုံမှုစုပ်ယူနိုင်အောင်ပြုလုပ်ရပါတယ်။ဆိုလာဆဲများရရှိလာပြီးနောက်ဆဲပေါင်း60ရာလီ82ခုအထိတက်ဆင်ချိတ်ဆက်ပြီးဆိုလာပန်နယ်ချက်ဖြင့်ဖွဲ့စည်းရပါတယ်။ခံသားနဲ့ပလတ်စတစ်အလွှာများအုပ်ပြီးအလူမီနီယံဖရိတ်နဲ့ပေါင်ခတ်ကာခိုင်မာအောင်လုပ်ရပါတယ်။ထုတ်လုပ်ပြီးသွားတဲ့ပန်နယ်ချက်ရှင်းစီရန်ကိုဆန်းတက်ပြီး ရာသီဥတုတံခန္ဓာရံနဲ့လုံလုံပြီးထိရောက်စာလုံးဆောင်နိုင်အောင်ဆက်စည်းကြပါတယ်။နောက်ဆုံးဆက်မှာတော့ပန်နယ်တွေကိုထုတ်ပိုးပြီးကမ္ဘာနိုင်ငံအနှံ့ဖြန့်ဖြူးပို့ဆောင်ပေးကြပါတယ်။ Solar Energy ဟာ Renewable Energy တစ်ခုဖြစ်ပြီးဤပညာကိုအသုံးပြုတာပတ်ဝန်းကျင်ပုံပုံဆိုင်လဲတဲ့အနာဂတ်တစ်ခုအဖြစ်ဖန်တီးဖို့အတွက်ကောင်းဆုံးပြည်နာတစ်ခုပဲဖြစ်ပါတယ်။